အော်မဟုတ်ဘူးလို့ဟာကီမီကနာဟိုဘက်ကလက်နဲ့ထိွားစကယ်လီဟုတ်တယ်လက်ကြီးနဲ့ထိွားတယ်ဘလို့ကြီးလဲအာဆင်နယ်ပန်နတီရမယ်ဟိုထင်တဲ့အချက်နဲ့သွားကြည့်ရပေးလိုက်ပြီ PSG ပန်နတီရသွားပြီ what the fuck အော်မင်းလာပါဆိုတော့ကိုစပိုင်ဟုတ်ကပေးချင်တယ်ကြိုးစားလိုက်ပါတယ် ဒီနေ့ကတော့ဒါ PSG နဲ့ Arsenal ရဲ့ Champions League Semi Final ကြီးကအကျော်အဝေးသားချိန်15မိနစ်လောက်တော့ရှိသွားပြီ Arsenal ကကွေးစားတွေကတောက်လျှောက်ပြရပေးနေတယ်တောက်လျှောက်ကန်ခွင့်နေကြတယ် Donnarumma တော်တော်လေးကောင်းလို့သာစောစစ်စီပြည်ကြီးပင်ကိုပေးထားတာပြည်ကြီးက Dembele မပါတဲ့အဲအခင်းချင်းကိုပွဲထွက်လာတယ် Arsenal ကတော့သူရဲ့ဒါရှင်းဆွဲလူစင်းတွေကအကောင်းဆုံးကစားသမားတွေကိုထုတ်သုံးလာတယ်ဆိုတော့အဲလောစေရော PSG ကွင်းဆိုရင်အာဆင်နယ်ကတော်တော်လေးအသာသေးရတယ်။ PSG ဘာဆိုဘာမှလုပ်လို့မရသေးဘူး။ပွဲကတော်တော်လေး အာဆင်နယ်တို့အချိန်တက်နေတယ်အာဆင်နယ်စောစစ်စစ်သားဟိုးရသွားရင်ပွဲကအရင်ကြီးကောင်းတော့ဖြစ်လို့ကျွန်တော်တွေစက်ကြည့်လိုက်အောင်ပြည်ကြီးတွေမြန်မာလာရီတူရီလေဇူလာမီတောင်ရှုပ်ဆွဲတဲ့ရယ်ပေကြောင့်ပေးထားပြီးကော်ရော်အေးရလဲမှာပဲကန်နာမီ Oh my god Wow ပြည်ကြီးဘင်းရဲ့ပထမဆုံးသောဂိုးပေါက်ကန်ချက်တတော်လေးကောင်းတယ်ကမာရာချက်လေးကကံတော့ကံစူးတော်နယ်ပဲကိုးတိုင်ထိတယ်ဆိုတော့အာဆင်နယ်တို့လည်း ဒီကံချက်ကရန်တတရရခဲ့တယ်ဆိုတော့ PhD သင်က16မိနစ်ကျော်မှပထမဆုံးစကန်ရတယ်ပထမဆုံးလုံးကရန်ရှင်းကုန်မှုကောင်း PhD သင်မရှိဘူးမာပြီးထားတယ်ဒီရစမှာပဲကြားထားရပြောင်း Fabio Rules Go and up Wow ကောင်းလိုက်တဲ့ကံချက်များတချက်ဖိနေပြီးတော့ကံသွားတာတော်တော်လေးလှတယ်ဟောရှေ့မှာ ပြီးပြီးကတဲ့ဆာလီဘာလည်းဘလို့မှဟိုကလုံးမရဘူးမာတီနယ်လီကိုချက်ကြော်ပြီးတော့ဘယ်ကျင်တဲ့ဘောလီဆွဲကောင်သွားတာဟုတ်ဒီလိုကန်ချက်မျိုးတော့အဲကိုသမားတယောက်အနေနဲ့ဖမ်းနိုင်မှုမလွယ်ဘူးကျွန်တော်အရင်နာပိုလီမှာတွေ့ခဲ့ဘူးတဲ့ဖေဗီယန်ရူးစ်ကို ပြန်တွေ့နေရတဲ့ကန်ချက်မျိုးလို့ပြောလို့ရပါတယ်ဒီမှာချုပ်ကန်ထားပြီအိုးကောင်းလိုက်တဲ့ဒေါ်နာရမာ ဒရုန်းတော်မှာ save တာရအလွန်ကြီးမနေ့ကလို့ရန်စုံမှာ save ပြသွားသလိုမျိုးဟောဒီကုသမားတွေကကောင်းအောင်ကောင်းလုံးပါ။အော်မဟုတ်ဘူးလို့ဟာကီမီကနာဟိုဘက်ကလက်နဲ့ ठी ွားစကယ်လီဟုတ်တယ်လက်ကြီးနဲ့ ठी ွားတယ်ဘလို့ကြီးလေအာဆင်နယ်ပနတီရမယ်ဟိုထင်တဲ့အချက်နဲ့သွားကြည့်ရပေးလိုက်ပြီ PSG ပနတီရသွားပြီ what the fuck ဆာကာဖောင်းနဲ့ထင်လို့ ဆိုတော့ရလာတဲ့ပနက်တီကိုဗီတညာကန်မယ်အာဆင်နယ်အသင်းအတွက်တင်းရှင်ကြမြအရေးကြီးနေပြီဒီပနက်တီကဆိုတော့ PSG အတွက်ကတော့ဒီပနက်တီဝင်သွားမယ်ဆိုရင်ပြီးတော့ဖြစ်သွားလိမ့်မယ်ဆိုတော့ဗီတညာပြောတဲ့အတိုင်းပဲ save သွားတယ် David Raya what the oh ဖီတညာသူ့ရဲ့ပုံစံတိုင်းပဲခပြည့်ပြည့်သွားရင်ပနတီကန်လိုက်တာဒေးဗစ်ရော်ယာတော်တော်လေးတည်ငိမ့်နေဒီတစ်ခါပနတီကိုတော့အိုးဆေးသွားကောင်းလိုက်တာ PG တင်ဒမတိုက်စစ်ပြန်ဆောက်လာတာဖြစ်ပါရင်ကာဗာရှက်ကလီယာအေရီယာမှာပဲကြာတော့နီကပေးထားပြီအေရီယာမှာပဲနီကတက်ပေးထားတယ်ဟာကီမီကန်နာဘီကိုရညာအကီမီဒီတစ်ခေါက်မှာတော့ဒါအာဆနယ်အသင်းရဲ့ အစောပိုင်းကဒေးဗစ်ရော်ယာရဲ့ပနတီဆေးပြီးတော့ဒီပွဲစဉ်အတွက်ခံပတ်မျောလင်းချက်ရဲရဲလေးကိုဟာကီမီကအဆုံးသတ်လိုက်ပြီးလို့ပြောလို့ရတယ်။အာဆနယ်ခံစစ်ကပြောမယ်ဆိုရင်ဒီဂိုးမှာတော့ပေးကန်ထားတယ်လို့ပြောလို့ရတယ်။ PSG ကဒါဒီဂိုးကတော့ဟာကီမီအတွက်တော်တော်လေးဟိုကောင်းတဲ့ဂိုးလို့ပြောလို့ရပါတယ်။အာဆနယ်သင်းမဲ့ဘောလုံးပြန်လာတယ်။ဘယ်ဂျန်နမ်မီလီယန်တို့ရှော့စ်အနီးကပေးထားပြီးအရင်ကပေးဖို့ချိုးထားတယ်။ဆက်ကရတာပြီးကန်ထားတယ်။ကိုယ်ရမြား ဆိုတော့အာဇနယ်အသင်းအတွက်ခြေပေါကူတကူပြန်ရသွားခဲ့ပြီဆိုတော့ပွဲကပြီးမလို့လို့နဲ့ပြန်ပြီးတော့အသက်ဝင်လာတယ်ဒီကုန်းမှာတော့ trosset ကိုအတိမတ်ပြပြောမယ် trosset ဒါ market news ကို live feed တိုက်ပြီးတော့ဘောလုံးရသွားတယ်အေးရဲချိုးပစ်လိုက်တယ်ခန်းစင်းနဲ့ထိပြီးတော့မှစာကားပြေးလမ်းကြောင်းနဲ့တက်တက်ရောက်သွားတယ်စာကားအဲ့ဒါကိုပိတ်လိုက်တယ်ဖေဒနာပဲကြားလာတဲ့ color fury q မှာပိတ်တိုင်းပိတ်တယ်စကား အော်အပိုင်ကြီးကိုကွာအော်ထရော့ဆာဝင်လာတာနဲ့အာဆနယ်တင်းရဲ့ဘယ်ချမ်းတိုက်စစ်ကြီးကလုံးဝလံပြန်ထွက်သွားတယ်ပွဲစားတဲ့ကမာတီနယ်ဒီစာထရော့ဆာထည့်ထားလိုက်ရင်အော်ဒီချိန်တော်တော်မိုက်နေလောက်ပြီဆိုတော့ထရော့ဆာကတော်တော်လေးအင်ပတ်ဖြစ်တဲ့ပုံစံပြနိုင်တယ်လူစားဝင်လာပြီးတော့အော်ဆက်ကအပိုင်ဝင်သွားရင်အရန်လှပါ ਈ ပွဲကတူးတူးဆိုပြီးတော့အိုး ဆိုတော့ဒါ PSG နဲ့ Arsenal ပွဲကတော့ပြီးသွားပြီပွဲပြီးတဲ့အချိန်မှာ PSG သင်းက2-1နဲ့ Arsenal သင်းကို9နဲ့နှစ်ကြော်ပေါင်းရလတ်3-1ဆိုတဲ့ရလတ်နဲ့ဒါ final ကိုထိုက်ထိုက်တတန်ပဲရောက်သွားပြီဆိုတော့ဒီပွဲတပွဲတဲ့အမြင်အရတော့ PSG သင်းကဒီပွဲအတွက်3ရဲ့ first half plan နဲ့ second half plan ကိုတော်တော်လေးတည်ကြကြလေးလှုပ်သွားတာတွေ့ရတယ်ပထမပိုင်းမှာ goal source စီစီမပေးအောင်ကြိုးစားတယ်ဒီထက်ပိုပြီးတော့ကောင်းတဲ့ chance အဖြစ် ိုးတကူးပါရတဲ့အတွက် PSG တင်ရလောကကိုင်းကအရန်အဆင်ပြေသွားတယ်။အာဆင်နယ်ကတော့ဒီပွဲမှာပထမအဆုံးစောစောစီးစီးဂိုးရလိုက်ရင်ပွဲကဘာမှမဆိုဖြစ်သွားနိုင်တယ်။ဒါပေမဲ့ဟိုပွဲအစမိနစ်တွေကန်ချက်တွေကဂိုးရနိုင်လောက်စရာဖြစ်ပေမဲ့ကိုသမဒေါ်နာရောမှာကောင်းနေတဲ့အတွက်အာဆင်နယ်ထင်ထားသလိုဖြစ်မလာဘူး။ပြတော့ဂိုးပေးလာတဲ့အချိန်မှာကျော်လေးပြားများသွားတဲ့ဒုတိယပိုင်းပနတီကို David Raya save နိုင်ခဲ့တယ်။ပြန်ပြီးတော့ကမ်ဘတ်ဖို့အတွက်ခေါယူတမြင်လောက်ထိမျောလင်းချက်ပြန်ရှိလာတယ်ဆိုပေမဲ့ ဟာကီမီရဲ့ဒုတိယမြောက်ဂိုးပြီးတဲ့အချိန်နှစ်ကျော်ပေါင်းရောက်တဲ့3-0ဖြစ်သွားတဲ့အချိန်မှာတော့အာဆင်နယ်အသင်းဘလို့မှပြန်လာဖို့မဖြစ်နိုင်တော့တာတေချာသွားတယ်ပြီးတော့ဒါထရော့ဆက်ရဲ့ကြိုးစားမှုကနေစကားခြေပေါ်ကိုတကူပြန်သွင်းပေမဲ့ဒါ VG ကသူတို့ရဲ့ဟို လိုချင်နေတဲ့ကြားလောက်ကိုထိန်းပြီးတော့မှဒါ finance အရောက်လန်းသွားပြီပေါ့ဆိုတော့ PSG အသင်းတွက်ကတော့ဒီယာဒီမှာတကယ်အဲ finance နဲ့ titan နဲ့ခြေစွမ်းမျိုးရှိလို့ရှောက်သွားလို့ပြောလို့ရတယ်နီပြ Andre ကလည်းတကယ်ဒါတော်တဲ့နီပြတူဘာစီလိုနာကိုပြီးခဲ့တဲ့ဒါ2015 25ခုနှစ်မှလာမသိဘူးသူချန်ပီယံလိယူဝေးပြီးတော့လက်ရှိချိန်မှာ PSG သင်းနဲ့ final ပြန်တက်လာပြီဆိုတော့အာဒါ Henry အတွက်လည်းနောက်ထပ်ဖလားချန်ပီယံလိဖလားတလုံးရမလားဆက်ပြီးတော့ကြည့်ရမယ်အာဆင်နယ်အတွက်ကတော့ သူတို့အတွက်အဒီလောက်ထိရောက်လာတာကကျင်းနေစရာလို့ပြောလို့ရတယ်ပြောရမယ်ဆိုရင်အာဆနယ်တင်းကဒီဟာဒီမှာတန်ဟန်ပြဿနာတွေတော်တော်လေးကြုံခဲ့ရတယ်ပြီးကြတော့ဟိုပရီးမီးယားလိမှာလည်းဒါလီဗာပူးကိုအမိလိုက်ဖို့အတွက်လို့ဗျာများနေရတဲ့ကာလတွေမှာအာဆနယ်ကဘာတစ်ခုမှဖြစ်မသွားခဲ့ဘူးပေါ့ပြောချင်တာကပရီးမီးယားလိမှာလည်းအဲချန်ပီယံရမသွားခဲ့ဘူးလက်ရှိချန်ပီယံလိတစ်ခုပဲမျောလေးစရာရှိတော့တဲ့အချိန်မှာလည်းအာဆနယ်က လက်ရှိဒီစင်းနဲ့ပဲခြေလက်လာရဲဆိုတော့အာဆနယ်အတွက်ကတော့ဘာမှသိပြီးတော့ဟိုဝမ်းနေစရာတော့မရှိဘူးသူတို့ရဲ့လူစင်းတစ်ဖက်က PSG လို level PSG လို့တကယ်ဟို player တွေအကောင်းတွေများတဲ့အသင်းတွေကိုရှုံးသွားတာဘာမှတော့နင်နာစရာတော့မရှိဘူးဘလို့ပဲဖြစ်ဖြစ်အာဆနယ်အသင်းအဲလာမယ့်ယာတီတွေမှာဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့အဆင့်တစ်ခုရောက်ပါစေပေါ့ပြီးရတဲ့မနှစ်တုန်းက quarter final ဒီနှစ်စီမီဆိုတော့ Arsenal နောက်နှစ် final ထိမြန်ရောက်မလာဘို့ဘယ်လိုပဲဖြစ်ပါဆိုတော့ ချိန်မီချူကြတဲ့ပြည်သက်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ